အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြေးတက်တဲ့အားလုံးမင်္ဂလာပါ။ Crystal Palace အသင်းကပြီးခဲ့နှစ်က FA Cup ပြိုင်ပွဲမှာ Champion ဖြစ်တော့သူတို့ Europa League ဝင်ခွင့်ရတာပေါ့လေ။ Manchester City ကို Final မှာဖိုးဆွဲခဲ့ပြီးတဲ့နောက်မှာ AZ ရဲ့အလုံးနဲ့တော့ကိုယ်နဲ့နှစ်ပေါင်း120တွဲမှာပထမဆုံး Champion ဖြစ်တယ်။အဲ့နောက်ဆက်တွဲအနေနဲ့ Palace က Champion League ဝင်ခွင့်မရပေမဲ့ Europa League ဝင်တယ်။ Forest က conference ရောက်သွားတယ်။ Notre Forest ကတော့ Crystal Palace က Lyon Share ပိုင်ရှင်က Palace ကိုပါ share 43ရာခိုင်နှုန်းပိုင်တဲ့အတွက် UEFA ရဲ့ Multi City Club Ownership Rules နဲ့ပြိုင်ပွဲကထုတ်ပေးဖို့သူတို့ကတောင်းဆိုတယ်။ Notre Forest ကသူတို့ Europa League ဝင်မှာပေါ့ဗျာ။ Palace ကိုပြိုင်ပွဲကထုတ်ဆိုတော့ Crystal Palace ကိုဂျွန်30ရက်နေ့ထိဒါ UEFA ကနေအတိပေးထားတယ်။30ရက်နေ့မှာ UEFA ကို submit လုပ်တဲ့အခါမှာ လီယွန်ပိုင်ရှင်ဖြစ်သူရော Principalis ရဲ့ share 43ရာခိုင်နှုန်းပိုင်ထားတဲ့ billionaire ပိုင်ရှင်ကိုဒါ John Tester ဆိုတဲ့တယောက်ကို share ရောင်းရင်ရောင်းမရောင်းရင် Palace ပြန်ခွဲကထုတ်ခံရမယ်အဲ့အတွက်ကြောင့် Forest ကလည်း okay ဟုတ်တယ် तू ထုတ်ရမှာဖြစ်တယ်မင်းတို့အများဆုံးဖြည့်ရှင်းပါမဟုတ်ဘူးဆိုရင်ငါတို့အတွက်နစ်နာမယ်ဆိုပြီးတော့ Principalis ကို pressure ပို့ပေးပြီးတော့ Forest ပိုင်ရှင်ကလည်း push လုပ်တယ်အဲ့ဒါနဲ့နောက်ဆုံးမှာ Crystal Palace ရဲ့ share ပိုင်ရှင်ဖြစ်တဲ့ John Tester ပေါ့လေ billionaire ပိုင်ရှင် businessman ကသူ့ရဲ့ share 43ရာခိုင်နှုန်းကို American က New York Jet အသင်းရဲ့ပိုင်ရှင်တွေကိုပေါင်တန်း190နဲ့ရောင်းလိုက်တယ်ဆိုတော့သူကအခုလက်ရှိမှာ Crystal Palace နဲ့ဘာမှမသက်ပတ်သက်တော့ဘူး maybe Crystal Palace အသင်းမှာသူတခုခုတစ်စိမ့်တစ်ပိုင်းနေတော့ဆက်ရှိကောင်းရှိမယ်ဒါပေမဲ့သူ့ပိုင်တဲ့ share 43ရာခိုင်နှုန်းကို New York Jet ပိုင်ရှင်တွေကိုပေါင်တန်းတရာကိုစနေရောင်းလိုက်တယ်။အခု तू က Championship Club ဖြစ်တဲ့ Sheffield Wednesday တင်းရဲ့ share တွေကိုပြန်ဝယ်ဖို့သူတို့ဘက်ကလုပ်နေတယ်။ဆိုတော့ तू က Sheffield Wednesday ဆိုရင်အပိသက်တောင်ဝယ်လို့ရတယ်။ Crystal Palace ကဒါအခုလက်ရှိမှာသူတို့သူတို့ကလည်းအခုလောလောဆယ်မှာအဲဈေးကိုရောင်းဖို့ပြီးခဲ့တဲ့နေရာဒီတုန်းကလည်းသူတို့ Michael Olise ကိုသူတို့ရောင်းပြီးပြီ။တန်း90ကျော်ရတယ်45တန်း90ကျော်ရတယ်။ ိုက်ကနေမှစကူ DRD မှာပေါင်း68တန်းနဲ့ Tottenham Hotspur ကိုသူတို့ရဲ့ share ဖြစ်တဲ့ဒီအစည်းကိုသူတို့ရောက်မယ်ပြောင်းရွှေ့ခြေကတော့ရိုကြီးစာချုပ်ဖြတ်သိမ်းရမယ်အခု Palace ပိုင်ရှင်တွေကရှင်းရှင်းလေးပဲဒါ Manchester City တို့နောက် Man United တို့အခြားအသင်းတွေနဲ့မတူမှ Chelsea ဆိုရင် Strasbourg နဲ့ပိုင်ရှင်တူတူပဲဖြစ်ပေမဲ့ Chelsea ပိုင်ရှင်တွေက clever ဖြစ်တယ်သူတို့ဘယ်လိုပြောမလဲမတူညီတဲ့ owner ship တွေအောက်မှာချထားတာ မနေ့ကဆိုရင်ဂျီရိုနာနဲ့မန်ချက်စတာစီးတီးချန်ပီယံလိပြိုင်ပွဲတူတူဖြစ်တယ်ဒါပေမဲ့ချန်ပီယံလိပြိုင်ပွဲတူသည့်တိုင်အောင်ဂျီရိုနာကိုဒါလက်ရှိမှာချန်ပီယံလိမပန်းခံရဘာကြောင့်မပန်းခံလဲဆိုမန်ချက်စတာစီးတီးတာဝန်ရှိသူတွေကသူတို့ရဲ့ဒါကာဆင်တွေဘာတွေပုံစံနဲ့အွန်နာရှစ်ပုံစံကိုလုတ်ထားတယ်စီးတီးကလပ်ရဲ့ဖုတ်ဘောအောက်ထဲမှာအသင်း၁၀တန်းလောက်ရှိတယ်ဒါပေမဲ့အဲ့ဒါတွေကရှိတ်မန်ဆိုအောက်ထဲမှာမဟုတ်ပဲနဲ့အခြားဆိုင်ရာဆိုင်ရာတွေသူတို့ခွဲထားတယ် ခုလီဗာပူးဆိုရင်ဂက်တာဖေးအသင်းကိုဝယ်မယ်ဂျွန်ဟန်ရီနဲ့ FSG ကကယ်တာဖေးအသင်းကိုဝယ်မယ်သူတို့ sister club ဖြစ်ထားမယ်ဒါပေမဲ့ကျွန်တော်တို့နှစ်သင်းပိုင်တဲ့ပုံစံတွေသူတို့ပြမှာမဟုတ်ဘူးအဲ့ဒါတွေကဥရောပမှာအခုနောက်ပိုင်းအရန်ပုံနေတဲ့ model တွေဖြစ်တယ်တော့အခုလောလောဆယ်အနေထားရပဲလစ်ပိုင်ရှင်ကအဲ့လိုမဟုတ်ဘူးသူကလီယွန်ပါလဲ share အများကြီးပိုင်တယ်ခရစ်စတယ်ပဲလစ်ကိုလည်း43ရာခိုင်နှုန်းပိုင်တော့ယူရီဖာက pressure ပေးတဲ့ multi owner ရှင်ကျွန်တော်မှတ်မိလား club world cup မှာ ီဘယ်လိုပြောမလဲဆိုတော့ Black World Cup မှာ Club Lyon ဆိုတဲ့အသင်းက FIFA Club World Cup ဝင်ခွင့်ရထားပေမဲ့သူက multi ownership ဖြစ်ပချူကအသင်းရောအဲ့အသင်းရောနှစ်သင်းလုံးပိုင်တဲ့အတွက်ကြောင့် FIFA ကအဲ့အသင်းသူတို့ရဲ့ right နည်းနည်းနေတဲ့ Club Lyon ကိုပြိုင်ဖို့ကထုတ်လိုက်တယ်။အဲ့နေရာမှာ LAFC အစားထိုးသွားတယ်။အဲ့လိုပုံစံဆိုတော့ Palace ရဲ့ Europa League ဝင်ခွင့်ကို Forest ကယူဖို့အတွက် UEFA ကိုထပ်ပြီး pressure ပေးပြီးတိုင်ထားပြီးတော့အမြန်ဆုံးဖြေမရှိရင် ဒါ Crystal Palace ကို pressure ပေးမယ်လို့ပြောထားပြီးတော့မှအခု Palace ပိုင်ရှင်ကသူပိုင်နဲ့53ရှာခံတော့ကိုရောင်းချလိုက်ပြီးတော့ပေါင်တန်190ရတဲ့ New York Jets ကဝယ်ပြီးတဲ့အချိန်မှာသူကတော့ Sheffield Wednesday ကိုဝယ်မှာဖြစ်တယ်ဆိုတော့အခုအဲဈေးကိုလည်းသူတို့68တန်းနဲ့ Spurs ကိုရောင်းဖို့အနည်းဆက်ဆုံးဖြစ်ပြီးတော့ Palace ကလာမဲ့ရာသီမှာ Europa League ဝင်ခွင့်ကိုရရှိတော့မှာဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်